လုံးပဲတာလီစွာပါအာရခတိုင်းတရင်ဌာနရဲ့တရင်ပုတ်ကအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့တင်ဆက်ပေးတော့မယ့်တရင်တွေကတော့အစ္စလာမ်ရဲ့အစွန်းရောက်ဆွတ်တွဲကြွအဖွဲ့တွေကိုရည်ယူဖို့ဘင်္ဂလားဒေ့ကိုအေးအေးတတိပေးတယ်ဆိုတဲ့တရင်ဘင်္ဂလားဒေ့မှာဆန္ဒပြတဲ့ရခိုင်မျိုးနွယ်စုဝင်ចောင်းသားတွေကိုအာဏာပိုင်တွေဖိခတ်ဖြိုခွင်းတယ်ဆိုတဲ့တရင်အေးအေးထိန်းချုပ်တဲ့လေးမျိုးနယ်မှာစကားမရွက်ကောက်ပွဲမဖြစ်ဖြစ်အောင်လှုပ်လာနိုင်တယ်ဆိုတဲ့တရင်နဲ့တန်တွဲကိုစကားမထက်မှန်ပုံလာကျဲတယ်ဆိုတဲ့တရင် စတဲ့တင်ဒင်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရခိုင်ပြည်တွင်းကိုဝင်ရောက်ပြီးအရခပြည်သူတွေကိုရဲရဲဆက်ဆက်တက်ဖြတ်ပြီးနေဆက်လုံချုံရေးတပ်စခန်းတချို့ကိုဝင်ရောက်တိုက်ခိုက်နေတဲ့အစ္စလာမစ်အစွန်းရောက်စစ်တွေးကြွအဖွဲ့တွေကိုရဲယူဖို့အရခတပ်တော်ကဘင်္ဂလားဒေ့အစိုးရကိုတတိပေးထုတ်ပြန်လိုက်ပါတယ်။အစ္စလာမစ်အစွန်းရောက်စစ်တွေးကြွတွေပေါ်ခွင့်ပြုထောက်ပံ့ကူညီပြီး အပေးအမြောက်ပေးနေတဲ့ဘင်္ဂလားဒေ့ရဲ့အစွန်းရောက်စစ်တွေးကြဝါဒအပေးနေတဲ့အကြည့်ပြက်ဘင်္ဂလားဒေ့နေချားဆောက်တပ် PGB ကအရာရှိတွေနဲ့စစ်တွေးကြလှုပ်ရှားမှုအပေါ်ထောက်ခံအပေးနေကြတဲ့သူတွေကိုဘင်္ဂလားဒေ့အစိုးရအနေနဲ့အမြန်ဆုံးဖော်ထုတ်ရည်ယူဖို့လိုအပ်ပါတယ်။အရေးမယူဘဲဒီတိုင်းလွှတ်ထားမယ်ဆိုရင်နှစ်ဖက်နယ်ဆက်တည်ငြိမ်ရေးလုံခြုံရေးနဲ့ဆက်ဆံရေးတွေကိုထိခိုက်ပြီးနှစ်ဖက်တင်းမာမှုပိုပြီးမြင့်တက်လာနိုင်တယ်လို့အာရခတပ်တော်ကထုတ်ပြန်ထားပါတယ်။ အကြံဖတ်စစ်ရွကျလက်နက်ကင်တပ်ဖွဲ့ဟာပြီးခဲ့တဲ့စက်တင်ဘာ16ရက်နေ့မှာမောင်တော်မျိုးနယ်တမန်းသားရွာနဲ့ဒုံညိုရွာတွေကရွာသား10ယောက်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးစက်တင်ဘာ24ရက်နေ့မှာဘင်္ဂလားဒေ့အာရခနယ်စပ်မှာအာဆာအကြံဖတ်အဖွဲ့တွေကခြုံခိုတိုက်ခိုက်ခဲ့တာကြောင့်အာရခတပ်တော်တပ်ဖွဲ့ဝင်တချို့ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။အလားတူစက်တင်ဘာ29ရက်နေ့မှာလည်းအာရခတပ်တော်နဲ့အကြံဖတ် အာဆာတို့ပိုက်600ရက်ဝန်းကျင်နေရာ6ခုမှာတိုက်ခိုက်မှု12ကြိမ်ဖြစ်ပွားခဲ့ပြီး အာစာတပ်ဖွဲ့ဝင်တွေရဲ့အလောင်းတချို့နဲ့လက်နက်ခဲယံတချို့ကိုအာရခတပ်တော်ကတင်စီရမိခဲ့ပါတယ်။အာစာအားဆိုအကြမ်းဖက်အဖွဲ့တွေက PGB ထံကနေစစ်ရဲထောက်ပံ့ရေးအကူအညီတွေကိုအပြည့်အဝရထားရုံတမက PGB စခန်းတွေမှာပါအခိုင်အမာအခြေဆိုင်တက်ဆွဲထားခွင့်ရထားပြီးအဲ့ဒီ data ကနေတစဲအာရခ data ထဲကိုဝင်ရောက်ပြီးအကြမ်းဖက်လှုပ်ရှားမှုတွေကိုပြုလုပ်နေတာဖြစ်ပါတယ်။အဲ့ဒါအပြင်ဘင်္ဂလားဒေ့အာရခနယ်စပ်မှာ တချို့ပြန်စခန်းထလာတဲ့အာစာအာဆိုအကြမ်းဖက်လှုပ်ရှားမှုအန္တရာယ်ကရခိုင်ပြည်သူတရက်လုံးရဲ့လုံခြုံရေးကိုတိုက်ရိုက်ချိမ့်ချောက်စေရုံသာမကဒေတာတွေနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလာရောက်ရင်းနှီးမြှုပ်နှံကြတဲ့နိုင်ငံခြားသားတွေရဲ့လုံခြုံရေးနဲ့အသက်အန္တရာယ်ကိုပါတွေ့ဝိုက်ချိမ့်ချောက်နေတာဖြစ်တယ်လို့အာရခတ်တပ်တော်ကထုတ်ပြန်ထားပါတယ်။ဒါကြောင့်နိုင်ငံကအတိုင်းအဝိုင်းတွေအနေနဲ့လည်းဒီဖြစ်ရပ်တွေအပေါ်မှာတေချာစောက်ကြည့်ပြီးဝိုင်းဝန်းစောက်ကြက်ထိမ့်သိမ်းပေးဖို့လိုသလိုဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်းနှစ်ဖက်ပြည်လဲစေမဲ့နီလန်းတွေကို အမြန်ဆုံးရှာဖွေပြီးနှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကိုဦးစားပေးလှုံ့ဆော်ဖို့အာရခတ်တပ်တော်ကအကြံပြုထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဘင်္ဂလားဒေ့ရှ်မှာဆန္ဒပြတဲ့ရခိုင်မျိုးနွယ်စုဝင်ကျောင်းသားတွေကိုအာဏာပိုင်တွေပြစ်ခတ်ဖြုတ်ခွင်းနေဆိုတဲ့သတင်းကိုနားဆင်ရမှာပါ။ဘင်္ဂလားဒေ့ရှ်နိုင်ငံဂုံမာရာအမည်ရတဲ့မျိုးနွယ်မှာငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေတဲ့ရခိုင်မျိုးနွယ်စုဝင်ကျောင်းသားတွေကိုအာဏာပိုင်တွေကတနက်နဲ့ပြစ်ခတ်ဖြုတ်ခွင်းမှုတွေပြုလုပ်ခဲ့တယ်လို့ ဒေလခန်တွေကပြောပါတယ်ဒီဆန္ဒဖော်ထုတ်ပွဲဟာစစ်တကောင်တောင်တန်းနယ်ကရခိုင်မြို့နယ်စုဝင်အသက်၁၂နှစ်အရွယ်မရမာကျောင်းသားကိုဘင်္ဂလီ၃ဦးကအုပ်စုဖွဲ့မတိုင်းချင်းခဲ့တဲ့ဖြစ်စဉ်ကြောင့်ပေါ်ပေါက်လာရတဲ့ဆန္ဒဖော်ထုတ်ပွဲဖြစ်ပါတယ်အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့တရားမျှတမှုရရှိရေးငြိမ်းချမ်းစွာလမ်းလျှောက်ဆန္ဒပြတောင်းဆိုမှုပေါ်ဒေတာအာဏာပိုင်တွေကအခုလိုအကြမ်းဖက်နိုင်နေမှုတွေပြုလုပ်ခဲ့တာပါဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကတနက်နဲ့ပြစ်ခတ်ဖြိုခွင်းမှုကြောင့် ကျောင်းသားလူငယ်10ဦးထပ်မံထိခိုက်တံရရရှိခဲ့တယ်လို့အဲ့ဒီအခြေအနေကိုတိနေတဲ့အဲ့ဒီနိုင်ငံသားဒေတာခန်တဦးကအာရခတိုင်းကိုပြောပါတယ်ဒေတာခန်တဦးကတနက်ပြစ်ခံရလို့တရက်ကိုထိတယ်လို့ပြောတယ်တံရရတဲ့လူတွေကများမယ်ထင်တယ်အတေအပြောက်တော့မကြရသေးဘူးကောမာရာမြို့နယ်ကစေးလဲမိလုံသွားပြီလို့တီးရတယ်ကျွန်တော်တို့လည်းနောက်ဆက်တွဲအခြေအနေကိုစောင့်ကြည့်နေပါတယ်လို့ပြောပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကရခိုင်မြို့နယ်စုဝင်ကျောင်းသားလူငယ်တွေ လမ်းပေါ်မှာငိန်ချမ်းစွာဆန္ဒထုတ်ဖော်နေကြတဲ့ရုပ်တံဖိုင်တစ်ခုစတင်ပါလ28နေ့ဒီနေ့မနက်ပိုင်းမှာလူမှုကွန်ရက်ပေါ်ပြန့်နှံ့နေခဲ့ပါတယ်။အဲ့ဒီရုပ်တံဖိုင်မှာငိန်ချမ်းစွာစုဝေးလမ်းလျှောက်ဆန္ဒထုတ်ဖော်နေကြတဲ့ကျောင်းသားလူငယ်တွေကိုဘင်္ဂလားဒေ့အာဏာပိုင်တွေကတနက်ပြစ်ဖြုတ်ခွင်းတံကိုကျနေရပြီးလူငယ်တွေကစင်ကလျားထွက်ပြေးနေကြတာကိုလည်းမြင်တွေ့ရတာပါ။ဒါအပြင်ဆန္ဒထုတ်ဖော်နေကြတဲ့လူအုပ်ကို ပြစ်ခတ်ရိုက်နှက်ဖြိုခွင်းမှုကြောင့်ចောင်းသားတို့ချို့ထိတ်ခိုက်တံရရရှိထားတာကိုရုတ်တံနဲ့ဓာတ်ပုံမှတ်တမ်းတွေရမြင်တွေ့ရပါတယ်။စတေမာလာ29ရက်မနေ့ကပြုလုပ်ခဲ့တဲ့ဇာနာထုတ်ဖော်ပွဲမှာလဲဇာနာပြចောင်းသားတွေကိုဒုတ်ဓာတ်တွေနဲ့ရိုက်နှိုက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးចောင်းသား၄ဦးထက်မနည်းတံရရရှိခဲ့တယ်လို့ဆိုပါတယ်။ဆလဘီအေအေထိန်းချုပ်တဲ့လေးမျိုးနဲ့မှာစာကမာကရွေးကောက်ပွဲမဖြစ်ဖြစ်အောင်လှုပ်လာနိုင်တယ်ဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ အရခတ်တတော်ထိန်းချုပ်ထားတဲ့အန်တန်တွဲဂွားနဲ့တောင်ကုတ်မြို့နယ်တွေမှာစစ်ကောင်မရှင်ကရွေးကောက်ပွဲကိုမဖြစ်ဖြစ်တဲ့နည်းနဲ့လှုပ်လာနိုင်တယ်လို့နိုင်ငံရေးနဲ့စစ်ရေးလစ်လာတုံးသက်သူတွေကထုတ်ပြကြပါရယ်လက်ရှိမှာစစ်ကောင်စီဟာကြောက်ဖြူစစ်တွေနဲ့မန်းအောင်တုံးမြို့နယ်ကိုပဲထိန်းချုပ်ထားနိုင်ပေမဲ့နောက်ထပ်၄မြို့နယ်မှာပါရွေးကောက်ပွဲလုပ်နိုင်ဖို့ဆိုရင်လျှက်တပြက်တိုက်ပွဲတွေနဲ့အရေးပေါ်လှုပ်ကြံမှုတွေကိုလှုပ်လာနိုင်တယ်လို့နိုင်ငံရေးလစ်လာတုံးသက်သူဦးကြည်မြင့်ကပြောပါရယ်အဲ့ဒါအပြင်တောင်ကုတ်အန်တန်တွဲနဲ့ဂွားမြို့နယ်အနီးတစ်ဝိုက်တွေမှာ သူတို့တက်ဆွဲနိုင်တဲ့နေရာတွေမှာပြည်သူတွေကိုချောဆွဲပြီးမဲထက်ခိုင်းတာမျိုးတွေလည်းလှုပ်လာနိုင်ပါတယ်။ဒါပေမဲ့စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲဖြစ်နိုင်မဖြစ်နိုင်ဆိုတာထက်စစ်ကောင်မရှင်ကိုစစ်ရဲနဲ့အနိုင်တိုက်ဖို့ပဲလိုတယ်လို့ဦးကြည်မြင့်ကအာရခတိုင်းကိုပြောပါတယ်။အစ်မရဲ့တည်းရဲ့ဒီရတဲ့ထိုးစစ်ပြီးနဲ့အကြီးပေါ်သတိလုံးလုံးထဲတာမျိုးတွေလည်းမဖြစ်ဘူးလို့ပြောလို့မရဘူးလို့မဖြစ်ဘူးလို့ပြောလို့မရဘူး ောက်တကူကအဲ့ဒီအဲ့လိုဘွားလိုတန်လွဲလိုအမှုခံပြီးတော့အဲ့ဒီမျိုးမှာမဟုတ်ဖဲနဲ့အဲ့ဒီအနန်းကသူတို့ဖြစ်တဲ့တဆွဲနိုင်တဲ့နေရာမှာပဲသူတွေကိုချောဆွဲပြီးတော့အမဲတဲ့ခိုင်းတာမျိုးတွေဒါမျိုးလည်းပဲဖြစ်နေတာပဲလေဟုတ်ဟောသူတို့ရှိရင်သူတို့ကဟိုဝါရဖြစ်နေတာပဲလေလူ၅ယောက်ရရ၁၀ယောက်ရရဆိုတော့ဒီဘယ်တော့တနက်ကြီးကင်ကြတဲ့အဖွဲ့ကြီးအကြီးကြီးက ဒီလူ20 30လောက်မဲထဲအောင်ဒီလိုပဲကြမ်းပန်ပြီးတော့လုပ်လေရတယ်နောက်ဒီကြားထဲမှာလည်းလိန်ဟုံးမအောင်ဆိုတော့သူတို့တော့ဘာပြောနေလို့မရဘူးကိုကစစ်ဖို့အနိုင်တိုက်ဖို့ပဲသူတို့နောက်ကိုလျှောက်လိုက်မနေနဲ့သူတို့ကတော့ဒိန်မာပဲလေဒိန်တော်ကခင်ဗျားတို့ဒိန်မာတွေပြောလဲကဘာကြီးကသူတို့ကိစ္စနဲ့သူတို့အလုံးများနေတာပြည်တွင်းကလည်းဘလူပြောရဲလို့လဲအတူဟွာလုပ်ရဲလို့လဲဟုတ်တယ်မဟုတ်လားအဲ့ဒါကြီးကတော့မကြည့်ဘူးပြည့်မယ်ဆိုတာတွေတော့ ဟိုဖြစ်အောင်လုပ်ဖြစ်မှာပဲနေမှာဘူးကနော်တမက်ရှိတယ်နေမယ်ပတ်ဆိုင်ရှိတယ်နော်နော်အပြင်းအထန်လုပ်မယ်အဲ့ဒါတွေပေါင်းစပ်လိုက်ရင်တော့ဟိုတို့ကအဲ့ဒါတွေမလုပ်နိုင်အောင်ဆိုရင်တို့ကစစ်အနိုင်တိုက်ဖို့ပဲနော်စစ်မနိုင်တို့အပြင်းအထန်လုပ်မှာပဲနော်လက်ရှိမှာလဲစစ်ကော်မရှင်ဟာအန်တန်တွဲတောင်ကုန်းနဲ့ကွာမြို့နယ်တွေမှာရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်ကိုစက်တင်ဘာ26ရက်နေ့မှာတောင်ကုန်းမြို့ကိုပုံကျပြီးနောက်တနေ့စက်တင်ဘာ28ရက်နေ့မှာ တန်ရဲမြို့ကိုလေကျောင်းကနေဘုံကျဲချတာတွေလောက်ဆောင်ခဲ့ပါတယ်။စစ်ကောင်မရှိအားရခိုင်အပါဝင်တိုက်နယ်ပြည်နယ်တိတိမှာနေရာတော်တော်များများကိုလက်လွတ်ဆုံးရှုံးထားရပေမဲ့ရွေးကောက်ပွဲကိုနေရာတော်တော်များများမှာလုပ်နိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။အဓိကအဖြစ်ရွေးကောက်ပွဲကိုလုပ်နိုင်တဲ့ဒေတာမှာလုပ်မယ်ဆိုတဲ့ရွေးချက်ကြောင့်ဟန်ပြလောက်ဆောင်နေတာဖြစ်တယ်လို့တရုတ်မြန်မာအရေးလိမ့်လာတုံးတက်သူဒေါက်တာလှကျော်စောကအာရခတိုင်းကိုပြောပါတယ်။သူကတော့ဒီလိုပဲပြောနေတယ်သူသူ့ဘက်ကကြည့်တော့သူက ရွေးကောက်ပွဲဝင်နေတာတော်တော်များများမှလုံးနိုင်မှုကြီးစားနေတာဖြစ်တာအောင်အဲ့တော့သူကဟာလေးပိုင်းနဲ့လုကတ်တော့ခင်ဗျာဟိုဝနေဒီမိုင်းလာတွေတောင်မှခင်ဗျာဟိုတော်တော်လုံးကဟိုပါလေဟိုနင်းနေမှာရှယ်လို့တွေကတော့ထုတ်ပေးရအဲ့တော့တခါလူကြတော့လေသူတို့ရှင်းနေနောက်နေလဲတိတ်မိတာမဟုတ်ဘူးလေအဲဘာတွေလျှောက်လို့နေမှတောင်မသိဘူးအဓိကတော့သူတို့ရေချက်ကတော့ဒီကောက်ပွဲကိုလုံးဆိုင်နေနေဒီလိုမျိုးမှာလုံးဝဖြစ်လို့ရတယ် ပြောတာဖြစ်ပါလိမ့်မယ်ဒါပေမဲ့ဖြစ်နိုင်မဖြစ်နိုင်တဲ့ဒိုင်းပေါ့စစ်ရဲရရှုံးနိုင်နေတဲ့စစ်ကော်မရှင်ဟာတန်တွဲတောင်ကုန်းဂွားနဲ့အမ်းမြုံနယ်တွေမှာရွေးကောက်ပွဲကျင်းပနိုင်ဖို့ကိုစ조사နေပြီးမကြခင်ထိမ့်ချုပ်နိုင်တော့မယ်လို့ဝါဒဖျက်ချီနေတာလည်းဖြစ်ပါတယ်နောက်ဆုံးသတင်းပုတ်အနေနဲ့တန်တွဲကိုစကားမှထပ်မံပုံလာကျဲတဲ့ဆိုတဲ့သတင်းကိုနားဆင်ရမှာပါရခိုင်ပြည်တန်တွဲမြို့ကိုစစ်ကော်မရှင်ကထပ်မံလာရောက်ပုံကျဲခဲ့တယ်လို့သိရပါတယ်နှစ်ခါလာကျဲတယ်ပထမအကြိမ်ကတလုံး ဒုတိယအကြိမ်က၄ငါးလုံးဆက်တိုက်ပဲလို့တန်လွဲ့မြို့ဒေရခန်တူကအာရခတိုင်းကိုပြောပါတယ်။ရခိုင်ပြည်တန်လွဲ့မြို့ကိုစစ်ကော်မရှင်ကစတေမာလာ29ရက်ည8နာရီခွဲခန့်ကပေါင်900ပေါင်းနှလုံးကျဲကျခဲ့တယ်လို့စစ်ပွဲဆောင်ပြည်သူတဦးတေဆုံးခဲ့ပြီး9ဦးပြင်းထန်တန်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဗဒဲကောတောင်ကိုကျဲလို့လူအထိခိုက်တော့မရှိဘူးလို့သူကအာရခတိုင်းကိုထပ်မံပြောပါတယ်။စစ်ကော်မရှင်ဟာတန်လွဲ့မြို့နှစ်ရက်ဆက်တိုက်ပေါင်းလာကျဲခဲ့တာလည်းဖြစ်ပါတယ်။ စက်တင်ဘာလ29ရက်ကစစ်ကောင်မရှင်ရဲ့တန်တွဲမျိုးကိုပေါင်900ပေါင်ကျဲချမှုကြောင့်တေဆုံးတွားတူမှာမောင်ဆူလေးရွာကအသက်44နှစ်အရွယ်ဦးညီညီဖြစ်ပြီးဒဏ်ရာရရှိသူတွေကတော့မောင်ဆူလေးရွာကအသက်6နှစ်အရွယ်မောင်တက်စင်ဖြူအသက်14နှစ်အရွယ်မောင်အောင်တီဟာဖြူအသက်38နှစ်အရွယ်တော်ခင်ခင်ထိတ်ကိုဝန်ဆောင်မိခင်အသက်42နှစ်အရွယ်ဦးထွန်းနေမင်းအသက်32နှစ်အရွယ် မချချိုဝေးနဲ့ညောင်ပင်စင်းနေအသက်54နှစ်အရွယ်တော်မပူလေးတို့ပဲဖြစ်ပါတယ်။အရုခတိုင်းရဲ့တရင်ပေါက်ကတ်အစီအစဉ်ကိုဒီလောက်နဲ့ရနာပါရစေရှင်။နောက်ဆက်ပေးခဲ့ကြသူတွေအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်။